မက်ချ်တိကစားကိုကြည့်ရှုနေကြတယ်အဆောက်ဝါနာရှင်ပြည်သူများအားလုံးပဲမြင်လာပါကျွန်တော်ဒီမနက်မှာရှင်မြန်ကစားခဲ့ကြတယ်ဥရောပဆောင်ကပဖလားချေစစ်ပွဲပွဲစဉ်ဒီမှာအဲကျွန်တော်အိုင်ယာလန်အသင်းကပေါ်တူဂီအသင်းကိုနှစ်ဂိုးဂုံးချီဆိုရရလန်နဲ့အနိုင်ရရှိခဲ့ရလဲဖြစ်တယ်အဲ့ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ဒါအဲပေါ်တူဂီစပါစတာခရစ်စတီယာနိုရနယ်ဒိုအနေနဲ့မင်းပွဲကစားချိန်မင်း60ဝင်းကျင်မှာ Ireland အသင်းရဲ့နောက်ခံကစားလုံးမှာ Dara O'Shea ပေါ့နော်ကျွန်တော်တို့ Ipswich Town အသင်းရဲ့နောက်ခံကစားလုံးမှာ Dara O'Shea ကိုဒါတောင်နဲ့တွတ်ခဲ့တာဖြစ်တာကြောင့်မလို့အဲ့ဒီဖြစ်ရက်ကိုဆူဒင်ဂွန်းလေတိုင်က VAR ပြန်လဲစစ်ဆေးခဲ့ပြီးတဲ့နောက်မှာ Cristiano Ronaldo ကိုတိုက်ရိုက်အနီးကပ်ပြတ်သားပြီးတော့ထုတ်ပယ်ခဲ့ရလဲဖြစ်တယ်။အဲ့ဒီထုတ်ပယ်ခဲ့တာကြောင့်မလို့ဒါပေါ်တူဂီအသင်းနေနဲ့သူတို့နောက်ထပ်ဒါနောက်ဆုံးကမ္ဘာဖလားချစ်စစ်ပွဲအဖြစ်ကစားရဖို့ရှိတဲ့ Elmedia နဲ့ပွဲစဉ်မှာဒါ sorry အာမေးနီးယားအသင်းနဲ့ပွဲစဉ်မှာခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ပါဝင်ကစားနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါအပြင်အဲကျွန်တော်ဒါပုံမှန်ဆိုလို့ရှိရင်တော့ဒါပုံမှန်ဒါဒီခြေစပွဲစဉ်တွေမှာတိုင်ရဲ့အနေကပြသခံရမယ်ဆိုလို့ရှိရင်အဲကျွန်တော်ဒါပွဲစဉ်တစ်ပွဲပေါ့နော်ဒါနှစ်ဝါတနည်းဖြစ်ဖြစ်တိုင်ရဲ့အနေကဖြစ်ဖြစ်ပြသခံရပြီဆိုလို့ရှိရင်ဒါပွဲစဉ်တစ်ပွဲအဲ့ဒီနောက်ပွဲမှာကစားရမယ်ပွဲစဉ်တစ်ပွဲကိုဒါလွဲချုံမှာဖြစ်ပေမဲ့ဒီခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဖြစ်ရမှာတော့အကယ်၍များအဲ့ဒီပွဲကိုဒါ ကြီးကြပ်ကင်တွယ်ခဲ့တယ်ဒီဆွီဒင်တိုင်းလူကြီးကပေါ့နော်အာဒီခရစ်စတီယန်ရိုနယ်ဒိုရဲ့ဖောင်းဟာ violent contact လို့ခေါ်ရဲပေါ့နော်ကျွန်တော်ဒါအဲ့အနေရှိစေတဲ့ဒါအပြစ်ဒဏ်ကျွလို့မှုတစ်ခုဆိုပြီးတော့ report ရေးခဲ့မယ်ဆိုလို့ရှိရင်နော်ကျွန်တော်ထုချိန်လာအဲ့လိုမျိုးတင်ခဲ့မယ်ဆိုလို့ရှိရင်ခရစ်စတီယန်ရိုနယ်ဒိုအနေနဲ့ဒါတပွဲထပ်ပို့တဲ့ပွဲပယ်ပြစ်ဒဏ်ကိုကြက်ခံရဖို့ရှိပါတယ်အကယ်၍များပေါ့နော်ဒါတပွဲထပ်ပို့တဲ့ ဒါပွဲပယ်ပြစ်ဒဏ်ကိုကြားခံရမှာဆိုလို့ရှိရင်ခရစ်စတီယန်ရိုနယ်ဒိုအနေနဲ့ဒါ2026ကမ္ဘာဖလားပွဲစဉ်ရဲ့ဒါအဖွင့်ပွဲစဉ်အပါအဝင်ပွဲစဉ်တချို့ကိုဒါလွှဲချော်ရနိုင်ခြေရှိတာလေဖြစ်တဲ့အကဲနှစ်ပွဲပယ်ပွဲပယ်ခံရမှာဆိုလို့ရှိရင်ဒီအာမေးနီးယားအသင်းရဲ့ပွဲစဉ်အပါအဝင်ဒါကမ္ဘာဖလားဖွင့်ပွဲပွဲစဉ်တစ်ပွဲကိုလွှဲချော်မှာဖြစ်ပြီးအကဲ၃ပွဲသာပွဲပယ်ပြစ်တယ်ကြားခံရမှာဆိုလို့ရှိရင်ဒီအာမေးနီးယားပွဲစဉ်အပါအဝင်ဒီအုပ်စုတိုင်ပွဲနှစ်ပွဲကိုထပ်ပြီးတော့ ဒါပွဲပယ်ပြစ်တာကိုကြုံတွေ့ရမှာလည်းဖြစ်ပါတယ်အကျောင်းဒါဒီအလားတူဖြစ်စဉ်မျိုးပေါ့နော်ဒါနောက်ထပ်ကြုံခဲ့ရလဲရှိရဲအဲ့ဒါကကျွန်တော်တို့ဒါတောင်အမေရိကဇုံမှာတော့ပေါ့နော်ကျွန်တော်တို့ဒါအာဂျင်တီးနားအသင်းနဲ့အီကွေဒေါ်အသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်ဒါအာဂျင်တီးနားအသင်းရဲ့နောက်ခံဆောင်မှာအော်တာမန်ဒီဘောနော်ဆရာအော်တာမန်ဒီလူချင်းအော်တာမန်ဒီနဲ့တစ်ဖက်ကအီကွေဒေါ်အသင်းရဲ့ကွင်းလင်ကစားလမှာချယ်ဆီအသင်းရဲ့ကွင်းလင်ကစားလမှာမော့ဆက်ကိုင်းဆီတို့ဒီကစားလမှာနှစ်ယောက်ကဒါနီကိုလက်စ် အော်တာမန်ဒီကတည်းကအနီးကရရှိခဲ့ပြီးတော့ ဒီ Moses Kain Zero ကနှစ်ဝတ်တနည်းနဲ့ဒါထုတ်ပယ်ခံခဲ့ရတယ်ဘာလို့ဒါကြောင့်မလဲအဲ့ဒီကစားသမားတွေကဒါပရိပြည့်ရမှာတော့ဒါကွင်းလေတိုင်းလူကြီးကဒါ report ရေးတဲ့အချိန်မှာတော့ဒါတာမန်ဒါဟိုတိတိုင်ကျူးလွန်တာပဲဆိုပြီးတော့ဒါ violent contact အနေနဲ့မှမှတ်ချက်မပြုခဲ့တာအကြောင်းမလို့သူတို့နေတဲ့ဒါတပွဲစီပဲလွှဲချော်မယ်တပွဲစီလွှဲချော်ခဲ့တာဖြစ်တာကြောင့်မလို့အဲ့ဒီသူတို့ကစားခဲ့တဲ့ပွဲစဉ်တော့ဒါကဘာဖလာချေစစ်ပွဲနောက်ဆုံးပွဲစဉ်ဖြစ်တာကြောင်းမလို့တိအော်တာမန်ဒီရော ဝါဆက်စကိုင်းစီရောဒါကမ္ဘာဖလားအဖွင့်ပွဲစဉ်တွေကိုတိုင်းကိုစီလွှဲချော်ချမှာဖြစ်တယ်။ဆိုတော့ဒါခရစ်စတီယာရိုနယ်ဒိုရဲ့အဖြစ်အပျက်ကလည်းအလားတူပုံစံမျိုးပဲပေါ့နော်။သူ့အနေနဲ့ဒါအာမေးနီးယားနဲ့ပွဲစဉ်တပွဲချက်ရှိနေသေးတာဖြစ်လာကြောင်းမလို့အကဲကြီးများဒီခုနကျွန်တော်ပြောခဲ့တဲ့ဆီဒင်ကွန်းလေတိုင်းလူကြီးကဒါတာမန်ဒါပြစ်ဒဏ်ကျူးလွန်တာပဲဆိုလို့ရှိရင်တော့ဒီအာမေးနီးယားနဲ့ပွဲစဉ်တပွဲကိုပဲလွှဲချော်မယ်။ဒါမှမဟုတ်ဘူးဒါ violent contact လို့ခေါ်တဲ့ဒါဒါပြင်းထန်တဲ့ဒါ ကျူးလွန်မှုမျိုးဆိုလို့ရှိရင်တော့ဗောနော်ကျွန်တော်နှစ်ပွဲပိတ်ခံလားသုံးပွဲပိတ်ခံလားဆိုတော့ကျွန်တော်စောင့်ကြည့်သွားမယ်အနေထားလည်းဖြစ်တယ်ဒီ2026ကမ္ဘာဖလားကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားလို့ပြောပြီးရောဗောနော်ဒါဒီကမ္ဘာဖလားပြီးလို့ရှိရင်တော့ဒါကစားမဘွားနိုင်ယူဖို့စဉ်းစားဆုံးဖြတ်သွားမယ်ဆိုပြီးတော့ကျွန်တော်ဒါအဲမကြသေးခင်ကမှာဗောနဒါအင်တာဗျူးလုပ်ခဲ့တဲ့ခရစ်စတီယန်ရိုနယ်ဒိုတယောက်နေနဲ့ဒါဘလို့ချင်းနေနဲ့ထပ်ပြချင်းဆိုင်ရမလဲဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ဆုံးတီးကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်တအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။